တတမမီလေးတို့အားလုံးပဲမင်္ဂလာပါရှင်။စတိုရီဘောက်မှာကြိုဆိုလိုက်ပါရနော်။ဒီနေ့မှာတော့ဒီဒီစုကတတမမီလေးတို့အတွက်တောင်ကုန်းပေါ်ကသိုးမဲကြီးနဲ့ဖိုးထူးလေးဆိုတဲ့ပုံမြင်လေးကိုပြောပြပေးသွားမှာဖြစ်ပါရဲ့ရှင်။ဟိုးရှေရှေတို့ကပေါ့ကွယ်။ရွာတရွာမှာနေတာညတာညီးများတဲ့တောင်ကုန်းကြီးတစ်ခုရှိတဲ့ အဲ့ဒီတောင်ကုန်းကြီးအပေါ်ကိုရောက်ရင်အချိန်တွေကမနက်6နာရီဆိုည6နာရီနဲ့တပြိုင်နက်တည်းဖြစ်ပေါ်နေလို့နေတာညတာညီမျှတယ်လို့ခေါ်ကြတာပါကွယ်။အဲ့ဒီတောင်ကုန်းကြီးအနားကို ရောက်သွားတဲ့လူတိုင်းကလည်းစက်သေးမွေးညင်းတွေထားပြီးထူးဆန်းမှုတွေကို ခံစားရတယ်တဲ့။တနေ့မှာတော့ရွာလေးကဖိုးထုဆိုတဲ့ကောင်လေးကသူ့အမေနေမကောင်းလို့တပတ်ရွာက စေးစရာကြီးကိုပင်ဖို့ အိမ်ကနေထွက်လာတဲ့ကွယ်ဖိုးတို့အိမ်ကမထွက်ခင်သူ့မမေကိုအမေဒီဆံပြုတ်လေးတောက်ရင်ကျွန်တော်ကိုခဏဆောင်နေနော်ကျွန်တော်စင်းစရာပင်ပြီးချက်ချင်းပြန်လာခဲ့ပါမယ်လို့မှာခဲ့ပါတယ်ဖိုးတို့လေးကဟိုဘက်ရွာကိုရောက်တော့စင်းစရာကြီးရဲ့သမီးတွေကမောင်လေးအဖေမရှိဘူးကွယ်ဒီမနက်ပဲမြို့ကစင်းစရာလာပင်လို့ပါသွားတယ်ဖိုးတို့လေးကအော်ဟုတ်ကဲ့ပါခင်ဗျာ ဒါဆိုဒီနေ့ဆရာကြီးကမြို့မှာညအိတ်လောက်တယ်နော်လို့ပြောပြီးစိတ်ညစ်ညစ်နဲ့ရွာကိုပြန်လာခဲ့ပါတယ်။ရွာထဲအဝင်လမ်းခရီးတဝက် တောင်ကုန်းကြီးနားလဲရောက်တော့သူ့အမေအတွက်စိတ်တွေပူပန်ပြီး အတွေ့တစ်ခုကို တွေးမိတဲ့ကွယ်။ဒီတောင်ကုန်းကြီးကိုဆူတောင်းရင်ဆူတောင်းပြည့်မယ်ထင်တယ်လို့ဖိုးထူလေးကတွေးပြီးဆူတောင်းလိုက်ပါတော့တယ်။ဒီတောင်ကုန်းပေါ်မှာရှိတဲ့အချိန်ကို စေစားနိုင်သောတကူရှင်ကြီးခမညာ ျွန်တော်အမေရဲ့ယောဂါကိုချက်ချင်းပြောက်ကင်းအောင်ကုစားနိုင်ရင်အရှင်ရဲ့အလိုကိုဘာမဆိုဖြည့်ဆည်းပေးပါမယ်လို့ဆုတောင်းတဲ့ကွယ်ဖိုးထုတ်လေးဆုတောင်းပြီးတာနဲ့ချက်ချင်းဆိုသလိုမိကိုခရမ်းရောင်တွေတောင်ကုန်းပေါ်ကနေ ထွက်လာပြီးအမဲရောင်တိုးကြီးတကောင်ပေါ်လာတဲ့ကွယ်မင်းတကယ်ပြောတာလားလိန်ညာတတ်တဲ့လူသားတွေကိုဆိုငါအယမ်းမုန်းတာငါ့ကိုလိန်ညာရင်လဲထိုက်တန်တဲ့အပြစ်ကိုငါကပေးတတ်တယ် အတန်နဲ့နဲ့ကြီးနဲ့ပြောလာတဲ့ကွယ်ကျွန်တော်မလိမ္မာဘူးခမကျွန်တော်အမေသာယောဂါရီချက်ချင်းပြောက်ကင်းမယ်ဆိုကျွန်တော်ခမခိုင်းတာဘာမဆိုလုပ်ပါမယ်လို့ဖိုးထူလေးကပြောလိုက်တဲ့ကွယ်ကဲဒါဆိုဒီနေ့ည7:00နာရီတိတိအချိန်ကျရင်မင်းတို့အိမ်ရဲ့အနောက်ဘက်မှာ ရွှေရောင်ပန်းတစ်ပွင့်ပွင့်လိမ့်မယ်အဲ့ဒီပန်းရဲ့ပွင့်ဖက်တွေကိုမင်းအမေကိုဝါစာခိုင်းလိုက်ပါ ဖြစ်နေသမျှခံစားနေရတဲ့ယောဂါတွေအကုန်ပျောက်ရှင်းသွားပါလိမ့်မယ်။မင်းကတိတော့တည်ရမယ်နော်လို့တိုးမဲကြီးကပြောပါတယ်။ကျေးဇူးပါခင်ဗျာ။ကျွန်တော်အမေသာတကယ်နေကောင်းမယ်ဆိုဂရိတည်စေရပါမယ်လို့ဖိုးထူလေးကပြောပြီးအိမ်ကိုပျော်ပျော်ရွှင်ရွှင်နဲ့ပြန်လာခဲ့ပါတယ်ကွ။အိမ်ရောက်တော့ဖိုးထူလေးရဲ့အမေကတားလေပြန်လာပြီလား။ဆေးစရာကြီးရောပါမလာပါလား။အဆင်မပြေခဲ့တာများလားယင်။ အဆင်ပြေခဲ့ပါတယ်အမေဆေးဆရာကြီးကမလိုက်လာနိုင်ပေမဲ့အရန်ကောင်းတဲ့ဆင်းကြီးကိုညှွန်ပေးလိုက်တယ်အမေစိတ်မပူပဲအိပ်ပြောင်းအောင်အိမ်နော်ကျွန်တော်ဆေးရွက်ခူးပြီးတဲ့အချိန်ရောက်ရင်နှိုးပါမယ်လို့ပြောလိုက်တာပေါ့ကွယ်ညနေရောက်တော့ဖိုးထူလေးက12နာရီထိုးမဲ့အချိန်ကို ထိုင်ဆောင်နေပါတယ်အတော်ကြတော့အိမ်ရဲ့အနောက်ဘက်ကနေချက်လွင်ချက်လွင်နဲ့အတန်တွေကိုကြားလာရပါတယ် နာယီကိုကြည့်လိုက်တော့ဆက်နှစ်နာယီလဲထိုးနေပြီမို့ဖိုးထူလေးကအိမ်ရောက်ကိုဆင်းသွားပါတော့တယ်။ညဆက်နှစ်နာယီရောထိုးပြီးအိမ်နောက်ဘက်ကနေအတန်တွေတော့ကြားနေပြီ။အတန်တွေကြားနေရတာဘာပါလဲ။တိုးမဲကြီးပြောတဲ့ပန်းတွေပွင့်လာနေမယ်။ဖိုးထူလေးကစိတ်ထဲကနေရေရွတ်ပြီးသွားပါတယ်ကွ။အဲ့ဒီအချိန်မှာပဲဖိုးထူလေးကအယံကိုအံ့ဩစရာကောင်းတဲ့ပန်းလေးကို တွေ့လိုက်ပါတယ်။ ွင့်ဖက်တွေကခရဲရောင်တောက်တောက်နဲ့ဝင်းမုံတွေကရွှေရောင်လေးတွေလက်လက်ထနေပြီးရင်းနှန်းကလည်းအတော်လေးကိုမှမှွေပြန့်လွန်ပါတယ်တဲ့ဖိုးထူလေးကမဆိုင်မတော့ပဲပန်းကလေးကိုခူပြီးသူ့မေမေစီသွားတာပေါ့အမေအမေကျွန်တော်ဆေးရခူးလာခဲ့တယ်ဆေးတောက်ရအောင်နော်သူ့အမေကိုလှုပ်ပြီးတော့နှိုးပါတယ်ကွယ်ဖိုးထူလေးကသူ့အမေနိုးလာတော့ဒီပွင့်ဖက်လေးတွေကိုဝါးစားလိုက်နော်အမေ ဖိုးထူးအမေကလည်းဖိုးထူးပြောတဲ့အတိုင်းဝါစားလိုက်တဲ့ကွယ်ချက်ချင်းဆိုသလိုပဲဟဲ့ငါသာမင်းစိရွက်ကကောင်းလာကြီးလားကွယ်ယောဂါတွေယူပြစ်တယ်လို့ပျောက်ကင်းသွားပြီ အမေနေလို့ကောင်းလိုက်တာသားရဲ့စေးညွန်ပေးတဲ့စေးစရာကြီးကို မနဲ့ကြရင် အမေတို့သွားကြတော့ရအောင်တော့လို့ဖိုးထူးအမေက ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲဖိုးထူးလေးကကျွန်တော်အမေကိုလိန်ပြောခဲ့တာပါ စေးစရာကြီးက မြို့ကိုဆေးသွာကူလို့မတွေ့ခဲ့ရဘူးအမေဒီဆေးနီးကို နေတာညတာညီမျှတဲ့တောင်ပုံးကော်ကသူ့မဲကြီးကပေးလိုက်တာလို့အမှန်တိုင်းပြောလိုက်ပါတယ်ကွယ်အမလီငါသားဖို့ထူရဲ့အမေလန့်လိုက်တာအဲ့ဒီတောင်ကုန်းကြီးကကြောက်စရာကြီးရဲ့သားပါလို့သွားခဲ့တာလဲလို့အမေကစိုးရိမ်တကြီးမေးလိုက်ပါတယ်ကျွန်တော်ကအမေကိုယောဂါတွေတက်တာပြောက်ကင်းစေခြင်းလို့ပါအမေ အမေအတွက်ဆို ကျွန်တော်ဘာမှမစိုးလုံရဲပါတယ်။အခုလဲတိုးမဲကြီးကိုသူ့အလိုရှိတာကိုဖြည့်ဆည်းပေးပါမယ်လို့ကျွန်တော်ကတိပေးခဲ့တယ်အမေ။အဲဒါကြောင့်ကျွန်တော်သူ့စီသွားရမယ်။အမေကြမ်းကြမ်းမာမာနဲ့ကျွန်တော်ကိုစောင့်နေပါနော်။ဖိုးထူလေးကသူ့အမေကိုပြောပြီးတိုးမဲကြီးစီထွက်လာခဲ့ပါတယ်ကွယ်။အချိန်ကညနေတကောင်ရံဆိုပေမဲ့တောင်ကုန်းကြီးပေါ်ကတော့ည7:00နာရီနဲ့ နေ့လယ်ဆန္ဒနာဤအချိန်တူတူ ဖြစ်နေပြီးတော့ခရဲရောင်မြူတွေလည်းအုံမိုင်းနေပါဗျ။ဖိုးထူလေးကတောင်ကုန်းကြီးနားရောက်တော့အချိန်ကို စေစားနိုင်သော တကိုးရှင်သိုးမဲကြီးခမ ्या ။အရှိရဲ့ကျေးဇူးကြောင့်ကျွန်တော်မျိုးရဲ့အမေနေပြန်ကောင်းပါပြီ။ကျွန်တော်ကတည်းအတိုင်းပြန်လုပ်ပေးဖို့လာခဲ့တာပါ။အရှင်ပါများလိုအပ်ပါလေ ခမားလို့ဆူတောင်းရေရိုလိုက်ပါတယ်။တစ်ချိန်တည်းမှာပဲခရမ်းရောင်မိโกငွေတွေနဲ့အတူ ။သူ့မဲကြီးထွက်လာကအေးမင်းကဂရိတီသားပဲ။ဒီတော့ငါမင်းကိုတခုခိုင်းစရာရှိတယ်။ဟုတ်ကဲ့ပြောပါခမညာ။ဖိုးထူးလေးကရင်ခုန်စွာနဲ့နားထောင်နေလေရဲ့။ငါရဲ့ကျင်ရတော်ကဒီရွာရဲ့အရှိဘတ်တော်ဦးထဲမှာမုတ်ဆိုးကြီးရဲ့နွယ်ကြိုးတွေနဲ့ချီနောင်အဖမ်းခံထားရတယ်။သူ့ကိုဒီညမင်းသွားကယ်ပေးရမယ်။မနှက်ပြန်မနှက်အာယုံတက်ချိန်ကြော်လို့မှမင်းငါစီကိုငါရဲ့ကျင်ရတော်နဲ့အတူပြန်မလာခဲ့ရင် မိမိရဲ့အသက်ကိုငါပြန်ယူရလိမ့်မယ်လို့ပြောပါတယ်။ဟိုထူလေးကသူ့အမိရဲ့အသက်ကိုအယမ်းမဲဆိုရင်သွားကကျွန်တော်အစွမ်းကုန်စူးစမ်းကြည့်ပါမယ်ခမညာလို့ပြောပြီးအိမ်ကိုစိတ်ညစ်ညစ်နဲ့ပြန်လာခဲ့ပါတယ်။အိမ်ရောက်တော့ဖိုးထူလေးအမိကတာအဆင်ပြေခဲ့လား။တိုးမဲကြီးကဘာခိုင်းတာလဲလို့မေးတော့ဖိုးထူလေးကအရှိဘတ်တော်အုပ်ထဲကပန်းလေးကိုခုခိုင်းတာပါအမိ။ကျွန်တော်လုံနိုင်ပါတယ်စိတ်မပူနဲ့နော်။ ကျွန်တော်မေ့စီပြန်လာခဲ့ပါမယ်လို့ပြောပြီးလိုအပ်တဲ့ထမင်းတို့တောက်ရီတို့ကိုယူကအိမ်ကနေထွက်လာခဲ့ပါတယ်ညနေနေဝင်ကန်ဤအချိန်အရှိဘက်တော်ဦးနာရောက်တော့ရုတ်တရက်တိုးမဲကြီးကဖိုးထူလေးအရှိမပေါ်လာပါတယ်ကောင်းလေးမင်းကငဲရွယ်ပေမဲ့ဂရီလဲတည်တယ်မင်းမိကိုလည်းစောင့်ရှောက်တယ်ရဲလဲရဲရင်တဲ့အတွက်ကြောင့်ဒီလန်းခရီးအတွက်မင်းကိုငါပေးစရာရှိတယ် ဒီစင်းရီကမှော်ဝင်တဲ့အတွက်ကြောင့်မင်းတောက်လိုက်ရင်ခန္ဓာကိုယ်ကတိတိလေးဖြစ်သွားပြီးမင်းရဲ့ခွန်အားတွေကစင်အကောင်ကြီးဆယ်ဆထက် ကြီးမားတဲ့ခွန်အားတွေရှိလာလိမ့်မယ်။ကောင်းကောင်းအသုံးပြုပါလို့ပြောပြီးပျောက်သွားပါတယ်ကွယ်။ဖိုးထုလေးကတော့တိုမဲကြီးကငါ့ကိုတမင်ခိုင်းခြင်းလို့ဒီလိုလှုပ်ခိုင်းတာပဲဖြစ်မယ်။သူ့လိုတကိုးရှင်တယောက်ကမုတ်ဆိုးရဲ့လက်ထဲကနေကျင်ရတော်ကိုမကယ်နိုင်စရာအကြောင်းမရှိဘူးလို့တွေးနေပါဗျ။ ဒီလိုနဲ့ခရီးဆက်ပြီးခဏအကြာတောအုပ်ထဲမှာအယောင်တလက်လက်ဝင်းလဲ့နေတဲ့တိုးဖြူလေးတကောင်ကိုຫນွယ်ကျိုးတွေနဲ့ရစ်ပတ်ခံထားတာကို တွေ့လိုက်ရပါတယ်။ဖိုးထူလေးကတွေ့တွေ့ချင်းပဲစိတ်ထဲမှာတနာစိတ်တွေဖြစ်ပေါ်လာက အလိုတိုးဖြူအရှင်မရဲ့အသည့်ရဲ့ခင်မွန်းကကျွန်တော်ကိုကယ်ဆယ်ပေးဖို့ဆေလွတ်လိုက်တာပါ။စိတ်မပူပါနဲ့ကျွန်တော်မျိုးရအောင်ကယ်ပေးပါမယ်လို့ပြောလိုက်ပါတယ်။တိုးဖြူမလေးကလည်း ကျေးဇူးတင်ပါတယ်လူသားရေဒီကမိုးဆိုကြီးကအမတန်ကြမ်းတမ်းပြီးအယံကြောက်စရာကောင်းတဲ့မော်အထွက်တွေကိုလည်းတတ်တယ်ကျွန်ုပ်ရဲ့ခင်မွန်းကိုလည်းသူ့ရဲ့မော်အစွမ်းနဲ့လုံလိုက်လို့အမွှေးတွေလောင်ကျမ်းပြီးအမဲရောင်ပြောင်းသွားတာပါကျွန်ုပ်ကိုလည်းမော်ဝင်ຫນွေကျိုးတွေနဲ့ဖန်ဆီးထားပြီးနေစဉ်ရိုက်နဲ့နှိပ်ဆက်နေတယ်ကျွန်တော်ကိုမိဘပေါ်တည်တတ်တဲ့ဂရီတီတဲ့လူသားစင်စစ်သားလေးကဲတင်နိုင်ပါစေလို့လဲစိန်စာတိုက်ထားခဲ့တာပါ။ အတင်စ조사ကြည့်ပါလို့ပြောလိုက်ပါတယ်။အဲဒီတော့မှဖိုးထူးလေးကအချောင်းစုံကိုတီသွားပြီးတိုးမဲကြီးပြေးတဲ့ဆေးရည်ကိုတောက်လိုက်ပါတယ်။တစ်ချိန်တည်းမှာပဲတိုးမဲကြီးပြောသလိုလူကောင်တဲတဲလေးဖြစ်သွားပြီးခွန်အားပလကြီးမစွာနဲ့မော်ဝင်ရွယ်ကျိုးတွေကိုဖျက်ပြစ်လိုက်ပါတယ်။ကျေးဇူးအထူးတင်ပါတယ်အတင်လူသားကျွန်ုပ်တို့မနဲ့မလင်းခင်အမြန်သွားမှဖြစ်မယ်။အာယုံတက်တာနဲ့မုတ်ဆိုးကြီးဝင်လာလိမ့်မယ်။ အသင်ကျွန်ုပ်ကြောကုန်းပေါ်ကိုစီးလိုက်ပါလို့ပြောကတိုးပြူလေးကပြေးထွက်လာပြီးအချိန်မီလေးတွင်ပဲတန်ကုန်းကြီးနာကို ပြန်ရောက်ခဲ့ပါတယ်။အဲ့ဒီအခါမှာတိုးမဲကြီးကအသင်ဟာတော်ပါပြီတဲ့။ဂရီတီကမိဘကိုတီးတက်လာတဲ့အတွက်ကြောင့်တင့်အနေနဲ့ကျွန်ုပ်ရဲ့ကျင်ရတော်ကိုကယ်တင်နိုင်ခဲ့တယ်။ဂျေဇုဆက်တဲ့အနေနဲ့ဒီတည့်ရွက်နဲ့လှုပ်ထားတဲ့ဘူးလေးကိုပေးပြစေ။တင့်အမေရှင်ရောက်မှ ဖွင့်ကြည့်ဖို့မှားလိုက်ပြစေလို့ပြောကာ ိုးမဲကြီးနဲ့တိုးပြူမလေးကပျော်ပျော်ရွှင်ရွှင်နဲ့ခရမ်းရောင်မီးခိုးတွေကြားပျောက်သွားပါတယ်ကွယ်။ဖိုထူလေးလည်းတင့်ရဘူးလေးကင်က သူ့အမေစီပြန်လာခဲ့ပါတယ်။အိမ်ရောက်တော့အမေနဲ့အတူတင့်ရဘူးလေးကိုဖွင့်ကြည့်တော့ညာစင်းရောင်အဖိုးတန်နဲ့ကြောက်တုံးလေးတွေကိုတွေ့တဲ့ကွယ်။သူတို့သားမီးလည်းကြမ်းကြမ်းမမာနဲ့ပျော်ပျော်ရွှင်ရွှင်တသက်လုံးအတူတူနေသွားကြပါတယ်။ရွာတဲကလူတွေကလည်းအဲ့ဒီနေ့ကစပြီး တောင်ကုန်းကြီးနားရောက်ရင်ထူးဆန်းတဲ့ခံစားချက်တွေမခံစားရတော့ဘူးတဲ့ကွယ်။ရွာတဲကကလေးတွေကလည်းတောင်ကုန်းကြီးပေါ်မှာပျော်ပျော်ရွှင်ရွှင်ပြေးလွှာကစားနေပါတော့တယ်။ပုံမြင်လေးကတော့ဒါပါပဲကွယ်။ကလေးတို့လည်းဖိုးထူးလေးလိုဂရီတီတက်ပြီးမိဘကိုတိတက်တဲ့ကလေးလေးတွေဖြစ်အောင်နေရမယ်နော်။နောက်နေ့တွေမှာလည်းတသမီလေးတို့အတွက်ပုံမြင်လေးတွေအမြဲတင်ပေးသွားမှာမို့တီတီစုရဲ့ Storybook for Baby TikTok Channel လေးကို follow လုပ်ပြီး YouTube Channel ကခေါင်းလောင်းလေးလည်းနှိပ်ထားပေးကြပါဦးနော်။